မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့နန္တာ၅ပါးမော်တွင်းဤဖြစ်ပါတယ်ဆရာစင်မင်းထက်ရဲ့ရေးသားတင်ပြချက်များမှာကောက်နှုတ်တင်ပြပေးခြင်းဖြစ်ပါတယ်နန္တာ၅ပါးမော်တွင်းခြင်းဖြင့်ရရှိခံစားရမယ့်အကျိုးကျေးဇူးတွေကတော့အကြအမြင်အထင်တက်များရရှိနိုင်ခြင်းမိမိနှုတ်၌နှက်ဆောင်ပြီးစကားပြောဆိုရမှာအောင်မြင်နိုင်ခြင်း မျက်နှာမြင်ချစ်ခင်စေခြင်းအကျိုးတို့ဖြင့်အတိုင်းထက်လွန်သောအကျိုးတို့ကိုပေးနိုင်တယ်လို့ညွှန်းထားပါတယ်။ဘေဒင်ဆရာပယောဂဆရာလုံးမဲ့သူများအတွက်အထူးကောင်းမွန်ပြီးလောကီပညာကိုဝါသနာပါသူများလည်းလှူဆောင်နိုင်ပါတယ်။နန္တာငါးပါးမော့သွင်းနည်းမူကွဲများလည်းရှိပါတယ်။အခုတင်ပြမယ့်ဤကတော့လှုပ်ဆောင်ရတာလည်းမခက်ခဲပဲယုံကြည်ပြီးစိတ်ဝင်စားသူတိုင်းစီရင်လှုပ်ဆောင်နိုင်ပါတယ်။ နန္တာငါးပါးမော်သွင်းဤကို တင်ပြပါမယ်မော်သွင်းမဲ့နေ့မှာယတနာ၃ပါးကိုရီမှန်ပြီးပန်းရည်ချမ်းစီမီအမွေးတိုင်တတိစတဲ့လူပွဲပစ္စည်းများလူတန်းပါဝိဇ္ဇာများနတ်များကိုလည်းမိမိတတ်နိုင်သမျှလူတန်းပါမေတ္တာပို့ပါ အမျှဝေပေးပါပြီးရင်နန္တာငါးပါးကိုမပြစ်မကျဲသွေးပြီးအခုတင်ပြမယ့်မန္တန်နဲ့၃၈ခေါင်မှန်း၍တောက်ရပါမယ်မော်ဘီနဲ့ကြီးစူးလီနဲ့ကြီးမှစ၍ နှစ်ကြီး၅ပါအတွင်း38မင်းအပြင်38မင်းတို့မှမိမိအားဆောင်မတော်မူကြပါလို့ဆုတောင်းပါထိုကဲ့သို့ရက်မပြတ်စေဘဲခွန်နှစ်ရက်ပြည့်အောင်တောက်ရပါမယ်နန္တာ၅ပါဆိုတာကနန္တာနီနန္တာဖြူကရေမတ်တောင်နှံကြီးတောင်နှံကဒိုးဒိုးဖြစ်ပါတယ်ပရာစေးဆိုင်များမှာမေးပြီးဝယ်လို့ရပါတယ်ထိုနန္တာ၅ပါးကို တွေး၍မိမိတောက်နိုင်ုံ စတူရောဆက်ပြီးတောက်ရမှာဖြစ်ပါတယ် မန်းနဲ့ဆိုတာကတော့ထိုးလန်းတာငါးပါးရေးတဲ့ထားတဲ့ခွက်ကိုမိမိနှုတ်ခမ်းနီးမှာထားပြီးမန္တန်ကိုရွေ့ရမှာဖြစ်ပါတယ်။မန္တန်ရဲ့အစွမ်းတွေဟာထိုးလန်းတာငါးပါးရေးတဲ့ကို ရောက်ရှိသွားပြီလို့အာယုံပြုပြီးရွတ်ပါ။မန္တန်ကိုသုံးကောက်ရွတ်ဖက်ပြပါမယ်။ပုံစံမူဒီပါကျွန်းတာယာကလာတိနဲ့ကြီးနတ်မင်းကြီးမင်းကြီးဆရာအလေးလာဤရတနာစင်မြင်းဘိုတင်းမင်းနဲ့တမင်းမနေငါနှက်ခမ်းတွင် နားနေစီ။ ပုံဒေဝဒေဝလူသူခေါ်ရာ မလိုက်ပါနဲ့နတ်လာငါတို့ချင်းเสียချင်းကက်เสียကက်ပုံစံမူဒီပါကျွန်းတရာကလာတိနဲ့ကြီးနတ်မင်းကြီးမင်းကြီးเสียအလင်းလာဤရတနာစင်မြင်းဘိုတင်းမင်းနဲ့တမင်းမနေငါနဲ့ခန့်တွင် နားနေစီပုံဒေဝဒေဝလူသူခေါ်ရာ မလိုက်ပါနဲ့နတ်လာငါတို့ချင်းเสียချင်းကက်เสียကက် ပုံစံမူဒီပါကျွန်းတရာကလာတိနဲ့ကြီးနတ်မင်းကြီးမင်းကြီးဆရာအလေးလာဤယတနာစင်မြင်ဘူတင်းမင်းနဲ့တမင်းမနေငါနှက်ခန့်တွင်နားနေစေပုံဒေဝဒေဝလူသူခေါ်ရာမလိုက်ပါနဲ့နတ်လာငါတို့ချင်းဆရာချင်းကက်ဆရာကက်ဤတွင်နတ်တာငါးပါးမော်သွင်းနေပြီဤ နောင်လဲလောကီလောကုတ်အကျိုးရှိစေမယ်ဘဟုတုတမျိုးစုံကိုတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အသစ်တင်တိုင်းသိရအောင်ဘေးနာကခေါင်းလောင်းလေးကိုနှိပ်ပြီး အော်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ video လေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီး မေးမြန်းလိုသည်များအကြံပြုလိုသည်များလည်းခမန်မှာရေးပေးတော့ပါအောင်တော့ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ